မန်စီးတီးနဲ့လီဗာပူးတော်တင်ဟော့စ်ပါနဲ့မန်ယူနိုက်တက်စတဲ့ရင်ခုန်စိတ်လုံရှားစရာကောင်းတဲ့ပွဲပေါင်းများစွာစောင့်ကြိုနေတဲ့ပရီးမီးယားလိပွဲစဉ်၁၁မင်္ဂလာပါဗျကိုကင်းစတာဖုတ်ဘောရှော့ဒီချူဒူဝါရီကျွန်တော်ကိုခက်မှာအခုတစ်ပတ် စနေတနင်္ဂနွေမှာရှင်ပြိုင်ကစားသွားတော့မယ့် Premier League ပွဲစဉ်7တက်ကတော့ပြိတက်ကိုရင်ခုန်စိတ်လုံးရှားမှု double triple စသဖြင့်ပေးဆွနိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ် Premier League ပွဲစဉ်၈မှာကစားမဲ့ပွဲတွေကအဲ့ဒီအသင်းပြိသက်တွေမပြောနဲ့ဘေးပြိသက်တွေပါလေးလာစောင့်ကြည့်ရမယ်ပွဲစဉ်တွေဖြစ်နေလို့ပါဒါအပြင်အသင်းတွေအားလုံးကလည်းလက်ရှိအချိန်မှာအကြပိုင်းမဟုတ်ဖဲနဲ့အတက်ပိုင်းကိုရောက်နေတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ပြိုင်ဆိုင်မှုဟာပိုပြီး ပြင်းထန်မှာပါမိကုံရန်ကုံကြံပြီးပြိတက်ကိုညှို့ငင်ဖန်ဆားနိုင်မယ်ပွဲစဉ်နေဆိုလဲမမားပါဘူးခင်ဗျာဆိုတော့ထုံးတဲ့နိုင်မယ်ကျွန်တော်ချန်ပီယံလိတွေပြီးသွားတဲ့အချိန်မှာအခုတစ်ပတ်ရှင်မြန်ကစားမယ်ပရီးမီးယားလိပွဲစဉ်၁၇နဲ့ပတ်သက်ပြီးကြွတင်ရင်ခုန်ခံစားလိုက်ရအောင်ခင်ဗျာโอเคအကျွန်တော်စနေညရဲ့ အစောဆုံးပွဲ9နာရီမှာ Tottenham Hotspur နဲ့ Manchester United ပွဲကြီးကကျွန်တော်တို့စောင့်ကြည့်နေပါတယ်ဒီပွဲရဲ့ပွဲချူ lineup analysis လဲလုတ်ပေးသွားမှာဖြစ်တယ်လို့ကျွန်တော်ဒီပွဲရဲ့ watch along လဲ YouTube channel မှာလုတ်ပေးသွားမှာပွဲကြီးတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်စူးစမ်းပြီး watch along ဖြစ်ဖြစ် lineup analysis ဖြစ်ဖြစ်လုတ်ပေးဖို့ကျွန်တော်စဉ်းစားထားပါတယ် okay အဲ့တော့ဒီပွဲမှာ drama တွေအများကြီးရှိရဗျ Tottenham Hotspur နဲ့ Manchester United ကြားထဲမှာကစားသမားတွေ Spurs United ကိုပြောင်းရွှေ့ခဲ့တာရယ်လဲရှိတယ် ယ်ယူနိုက်တက်ကစားသမားတချို့လည်းတော်တင်ဟော့စ်ပါကိုပြောင်းခဲ့တာမျိုးလေးတွေရှိတယ်အဲ့အတွက်ကြောင့်လက်ရှိအချိန်နှစ်သင်းလုံးကလည်းအကောင့်ဘက်ကိုဥတီနေတဲ့အတွက်သမိုင်းစင်လာအရာရောလက်ရှိထိတ်တိုက်တွေ့ဆုံမှုအရာရောကြည့်လို့ကောင်းပါအသေးကြပဲဖြစ်ပါနောက်ထပ် drama ဂျူးလေးတွေကဆရာတပည့်ပြန်တွေ့မဲ့အဖြစ်ပြက်လေးလည်းရှိအောင်ပါဗျထပ်ပါတော့ဗျာအခု Thomas Frank တော်ရင်ဟော့စ်ပါနီးပြတဲ့ဖြစ်လာတယ်။တစ်ဖက်မှာ Brian Ambumo, Thomas Frank နဲ့ Brian Ambumo ဆိုတာတားဖလို့ပဲအရန်ချစ်ကြတာ Thomas Frank ကြောင့် Brian Ambumo ဖြစ်ခဲ့တယ်လို့ Brian Ambumo ကြောင့်လည်း Thomas Frank ကမြန်ပန်းပွင့်ခဲ့တယ်အခုအချိန်မှာတော့ဆရာတပည့်တွေနော်တားဖဘညာရီလာမပြောနဲ့အကုန်ကရန်သူတွေပဲတီးကြဖြုတ်ကြမဲ့စိတ်ပဲရှိတယ်တခြားစိတ်ကတော့ဘောလုံးပွဲပြီးသွားတဲ့အချိန်ကြမှကျွန်တော် respect သဘောမျိုးအနေနဲ့ရှိမှာပေါ့ဗျာအဲ့ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်တို့ထင်တာတစ်ထပ်ပို့ပြီးတော့ကြည့်ကောင်းနိုင်တယ် Tottenham Hotspur ကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာဆွမ်းဆောင်ရေးပိုင်းကတော့အရင်ယုံကြည်လို့မရဘူးဆိုပေမဲ့ night in night ထဲတဲ့ပွဲလေးတွေတော့ နိုင်ထားတယ်။သူတို့ခုနောက်ဆုံးနှစ်ပွဲဆက်ပရီးမီးယားလိရှုံးပွဲကြုံတွေ့ထားမှုကဒီပွဲစဉ်ကိုမီးကုံရန်ကုံပေါက်ကွဲဖို့အတွက်များဖြစ်စေမလားပေါ့နော်ကျွန်တော်ပြိသက်တွေကြည့်လို့ကောင်းစီမဲ့ကျွန်တော်မီးစာလေးများလားပေါ့လေဒီဘွဲကတော်တင်ဟော့စပါပေါက်ကွဲနှုံကောင်းကောင်းနဲ့ယူနိုက်တက်ကိုကစားမှာပါအဲ့တော့ယူနိုက်တက်အနေနဲ့ကလည်းအမော်ရင်ပြောခဲ့တဲ့စကားလေးကိုကျွန်တော်သဘောကျတယ်ကြားထဲမှာသူတို့ဒီတေးပွဲတစ်ပွဲရသွားတယ်ဗျာတော်တော်လေ ်သူပြောတဲ့ပုံအရတော့ယူနိုက်တက်ကလည်းနည်းနည်းဇီးတော်လေးတော့တွက်နေတဲ့ပုံစံမျိုးပဲတချို့ပွဲတွေကအနိုင်တွက်ထားပေမဲ့ထင်တယ်လို့ဖြစ်မလာတဲ့အခြေအနေမျိုးတွေရှိတယ်ဒီလိုထင်တယ်လို့ဖြစ်မလာရင်မနိုင်တော့မနိုင်ဘူးဒါပေမဲ့မရှုံးချင်းရလဲကောင်းမွန်တဲ့လန်းစားတစ်ခုဖြစ်တယ်။တနည်းအားဖြင့်ဟိုကစားသမားတွေရဲ့စိတ်ထဲမှာငါတို့ကဒီပွဲသင်းကိုရှုံးသွားတယ်ဆိုပြီးတော့ဖြစ်မသွားဘူးဗျာ။အဲ့တော့ကြောင့်ယူနိုက်တက် အတင်းဒီအခုနောက်ဆုံးကစားတာရဲ့နော်ပွဲစဉ်၄ပွဲမှာရှုံးပွဲမကြုံတွေ့ဘူး၃ပွဲဆက်နိုင်ပြီးတော့တပွဲပဲတည်ကြထားတယ်တော်တော်လေးကြည့်လို့ကောင်းမယ်ပွဲစဉ်တပွဲလို့ယူဆမိပါတယ်ခင်ဗျ။โอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တွေကိုထပ်ပြီးလေ့လာကြည့်အောင်စနေနေ့ရဲ့ဒုတိယမြောက်ပွဲစဉ်တွေကတော့ United Tottenham Hotspur ပွဲပြီးသွားရင်ညဘက်၉နာရီခွဲမှာရှင်ပြိုင်ကစားမှာပါ။ Everton နဲ့ Fulham ပွဲနဲ့နောက်ထပ်ပွဲကတော့ West Ham United နဲ့ Burnley ပွဲဖြစ်ပါတယ်။ကျွန်တော်တခုကံကောင်းတယ် ။ဘာကြောင့်လဲ။အာအီးပွဲနဲ့ယူနိုက်တက်ပွဲနဲ့ပွဲချိန်ကဂျားထဲမှာတပွဲချတယ်ဗျ။သွားတိုင်နေအဲ့ဒါတိုင်ပတ်အောင်မယ်။ဆိုတော့ဒီဆန်လန်အာအီးပွဲကိုလည်းကျွန်တော်ပွဲကျို lineup analysis လုပ်ပေးဖို့စီစဉ်ထားပါမယ်။ Okay အဲ့တော့ Sunland အနေနဲ့နီးပြ Libre နဲ့အတူတူဒီနေ့ဘောလုံးရာဒီမှာအကောင်းဆုံးအမြင့်ပြန်တန်းနိုင်နေတယ်ဆိုတာကျွန်တော်တို့ ထက်ထွက်လိမ့်မယ်အာစတန်ကတော့သူ့ဘောက်ဘလောက်ပဲအမြင့်ပြန်တန်းပြန်တန်းအဲ့ဒါမင်းတို့တမိုင်းလေမင်းတို့အကြောင်းလေလို့ပြောရမယ်ပုံတန်မျိုးပဲဗျဒီနှစ်ဥရောပဘောလုံးရက်ဝန်းမှာစောက်ရဲကြီးတွေကျန်းနေတဲ့အသင်းနှစ်သင်းရှိရယ်ဗျတသင်းကဘိုင်မြူနစ်ဖြစ်ပြီးတော့နောက်ထပ်တသင်းကအာစတန်ပါ ော့ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆိုမှုကလည်းချန်ပီယံလိမှာကျွန်တော်တို့ကြည့်အောင်မယ်။ထားပါအဲ့တော့နောက်မှလောလောဆယ်တော့အလင်းရောင်ကွင်းရာအသင်းတွေကိုဒုက္ခပေးခဲ့တဲ့အစဉ်လာတွေရှိပေမဲ့လက်ရှိအာစနယ်အသင်းရဲ့ကြမ်းတမ်းနေတဲ့ပုံတံမျိုးကိုတော့ရင်ဆိုင်ကြော်လွားဖို့မလွယ်ပါဘူး။ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေမှာခမန်းမှုတွေ အတော်များများလွဲပါတယ်ဒါပေမဲ့လေအာစနယ်ပွဲဆိုရင်မလွဲတဲ့ပုံမျိုးဖြစ်နေတာဒါကလည်းအာစနယ်ရဲ့တည်ငြိမ်လွန်းတဲ့ခြေစွမ်းပိုင်းနဲ့စွမ်းဆောင်ရည်ကြောင့်လို့ပဲပြောရမှာပါအားကြီးရဗျာထပါတော့သူတို့တကူရပြီဆိုရင် ပြန်မပေးရတော့ဘူးဗျာအဲ့တကူကြီးကတေချာသွားပြီအကျော်ပေးမှုရတလုံးတစ်ဝက်ပျော်ရွှင်ခွင့်လို့ဝမ်းတီလို့ဆိုသူတို့မှာအာမခံချက်ရှိတယ်တခြားအသင်းတွေကအဲ့လိုအာမခံချက်မရှိဘူးထပါလိုက်ပါတော့ကျွန်တော်ဝမ်းစည်းနဲ့နိုင်နေတယ်ပြီးရင်ပြိုင်ဘက်အသင်းကဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ဝမ်းဝမ်းပြန်သွင်းသွားတဲ့ပုံစံမျိုးလေးကြီးလေရှိတဲ့အတွက်ကြောင့်အာစတန်ကတော့ဒီချိန်မှာစီးပွားရေး ်းရေးအရအရန်လှူစားလို့ကောင်းတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်။ကဲအဲ့တော့ကျွန်တော် ဒီတစ်ပတ်စနေညမှာအေးပြတ်မဲ့ပွဲတစ်ပွဲတော့ရှိနေပါတယ်။အဲပွဲက Chelsea နဲ့ Wolverhampton ပွဲဖြစ်ပါတယ်။ညဘက်2နာရီခွဲမှာရှင်ပြိုင်ကစားမှာပါ။ Chelsea အနေနဲ့ EPL မှာအာယုံအပြည့်ဝစိုက်ဖို့လိုတယ်ဗျ။ Champions League လမ်းကြောင်းကဘာမှမတည်ကြမြေရတဲ့အခြေအနေမျိုးမှာ EPL လမ်းကြောင်းကတဆင့် Champions League ဝင်ကွင်းရရတော့ပို့ပါတယ်။အဲ့တော့ကြောင့်ဒီပွဲစဉ်ကိုအာယုံစုဆိုင်မှုအပြည့်နဲ့ Chelsea ကစားသွားမယ်လို့ယူဆပါတယ်။ကြည့်ကျွန်တော်တနင်္ဂနွေရောက်သွားပြီဆိုတာနဲ့ညဘက်8ခွဲမှာ4ပွဲရှိတယ်။ ဲ့ဒီပွဲစဉ်၄ပွဲထဲမှာဆိုရင် Aston Villa နဲ့ဘုံမောက်ဒီပွဲကလည်းကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲပဲဗျ။ Aston Villa ဒီအခုနောက်ပိုင်းပွဲတွေမှာ Charlotte ကောင်းအောင်ဟိုငုတ်ကောင်သဘောမျိုးအနေနဲ့ပြိသက်သတိမထားမိတဲ့အခြေအနေမျိုးကနေထိုးထွက်လာတာ။ဟိုကျွန်တော်ကတော့သတိထားမိတယ်။ဒီတင်းကဖိအားနည်းနည်းနဲ့ကစားသမားရဲ့လည်းအများကြီးမခေါ်ပဲ Unai Emery လက်အောက်မှာအကောင်းဆုံးရုံးကန်နေတယ်။ရှေ့တပတ်မှာလီဗာပူးကိုရှုံးသွားပြီမဲ့ဒီတပတ်မှာကတော့အထင်သေးလို့မရဘူးဗျ။ ဘုံမကလည်းမက်ဆီဒီကိုရှုံးသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်းမထင်မှတ်ပဲချီလို့ကောင်းသွားနိုင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိတယ်ဗျာ။ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်စူပါစီနီယာဘီဘော့စီမှာအိုင်ဘက်ခွန်ရှိကို၅သုံးလုံးမစ်နဲ့မောင်ငါ၆တို့ကိုမမာတိအဖို့သူကြီးများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးလေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်၃ညာကို6906940မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ပွဲတွေဆက်လက်သွားကြည့်အောင်။ Crystal Palace နဲ့ Brighton အဲ့ဒီပွဲလေးကလည်းစိုးတော့မစိုးဘူးဗျ။ကြည့်လို့ကောင်းမယ်ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။နောက်တစ်ပွဲကတော့ Brentford နဲ့ Newcastle United ဖြစ်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ Nottingham Forest နဲ့ Leeds United ပါ။ဆိုတော့ကျွန်တော်နှစ်ရက်ပဲကစားမဲ့ Premier League ပွဲစဉ်17မှာဒါအကောင်းဆုံးပွဲလို့ညွှန်ရမယ်။နော်ည17နာရီမှာရှင်ပြိုင်ကစားမယ်။ Man City နဲ့ Liverpool ပွဲကလည်းကျွန်တော်တို့မဖြစ်မနေလေးလာစောင့်ကြည့်ရမယ်ပွဲပါ။စောင့်ကြည့်ုံနေမကအောင်လေးပါလေးလာမှာ။ နှစ်သင်းလုံးကလက်ရှိချိန်အရန်ကောင်းနေတယ်။မက်ဆီဒီကလည်းမက်ဆီဒီအထိုက်လျောက်ပရီးမီးယားလိမှာနောက်ပိုင်းပွဲတွေတည်တည်ငြိမ်နဲ့ဖြတ်သန်းလာတာကျွန်တော်သတိထားပြီးတွေ့မိတယ်။အက်စတွန်ဗလာနဲ့ပွဲတစ်ပွဲတော့ရှုံးသွားတယ်ဗျာ။တိုးတိုးမမျော်လင့်တဲ့ရှုံးခြင်းပေါ့နော်။တစ်ဖက်ကလီဗာပူးကတော့ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်။လီဗာပူးဒီဒီနေ့ရာဒီရှုံးပွဲတွေဆက်ပြီးတော့ယာတီအစမှာခြေချော်သွားပြီလို့ ထင်ကောင်းထင်ခဲ့ရပေမယ့်ကျွန်တော်တွေကတော့အဲ့ဒီအချိန်ကလေးကယုံကြည်မှုတော့ရှိခဲ့တယ်။သူတို့ပြန်လာမှာအတင်းကစားသမားတွေ fit တင်မကြသေးလို့အံ့ဝင်လို့ဒီတကားကျွန်တော်အမြဲပြောတယ်။ဆိုတော့အဲ့လိုပုံတံမျိုးအခုအရေးအောင်လေးစမြင်လာပြီ။သူတို့ဒီအခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေနှစ်ပွဲမှာအတင်းကောင်းနှစ်တင်းကိုနိုင်ခဲ့တယ်။တင်းက Aston Villa ထားလိုက်တော့ Real Madrid ကိုနိုင်တာကတော့ကျွန်တော်တို့ဆောက်ရန်ကို impress ဖြစ်ရှင်စရာကောင်းနေ appreciate လို့လောက်ရမှာပဲ Real Madrid ဒီဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်မှာအရန်ကောင်းတဲ့အတင်းတင်းကျွန်တော်က Real Madrid ကိုနိုင်စရာအကြောင်းမရှိဘူးလို့သတ်မှတ်ထားတာတိုးတော့တကယ်ကစားတဲ့အချိန်မှာ McAllister ရဲ့ဂိုးနဲ့နိုင်သွားတယ်အဲ့တော့ Real Madrid ကိုအနိုင်ရရှိခြင်းရဲ့စိတ်သက်ခွန်အားပိုင်းက Pro စဉ်းစားစဉ်းစားကြည့်လိုက် Liverpool ကစားသမားတွေဘလောက်ထိဒီစိတ်သက်ပိုင်းနဲ့ဒီပွဲစဉ်ကိုအာရုံစူးစိုက်မှုအပြည့်နဲ့ကံမလဲပေါ့နော်အရန်ကြီးလို့ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်မှာတော့သိကြပါရခင်ဗျကျွန်တော်ညီကိုရ ရော Premier League ဘွဲ့စဉ်17နဲ့ပတ်သက်ပြီးတော့ဗာမျက်မှတ်ချက်ပေးခြင်းလေ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အခုတော့ခဏတာနှုတ်ဆက်ပြရစီခင်ဗျအကျေးဇူးများကြီးတင်ပါတယ်